နည်းနည်းပတ်သက်လာရင်ပေါ့နော်နည်းနည်းအဆွမ်းရောက်တာတော့နည်းနည်းရှိတယ်နှစ်ဖက်လုံးအဆွမ်းရောက်တယ်တစ်ခုကတချို့ကလည်းနက်ကိုဖျားနဲ့ဓာတ်လို့ထားပြီးကိုယ်ွယ်တဲ့ဟာလည်းအဆွမ်းရောက်တာပဲနောက်တစ်မျိုးကလည်းနည်းနည်းပတ်သက်လာရင်မရှိခိုးရဘူးလက်အုပ်မရှိရဘူးကျွေးမွေးခြင်းဘာမှမလုပ်ရဘူးဆိုတာမျိုးလည်းရှိတယ်ဒါလည်းအဆွမ်းရောက်တာပဲဒါလည်းအဆွမ်းရောက်တယ်ဟိုတော့လူလူချင်းတော့မှကျွေးမွေးဒါလည်းရှိသေးတာပဲလေနက်ကိုဘာလို့ကျွေးလို့မရမှာလဲအော်ရိတ်တာတစ်ခုပေါ့အဲ့ဒါဒိဋ္ဌိအစွဲတွေအရန်ကိုဟို ဟောပြောမှာအရန်ဖြုတ်တဲ့ရိတ်တာတစ်ခုပေါ့ဗျာအဲ့ဒီမှာရှိတဲ့ယောဂီတွေကဒီတောင်ပိုင်းဘိုးဘိုးကြီးကိုပူဇော်တဲ့အပွဲတွေလှုပ်လေးလှုပ်ထားရှိတယ်ဗျာအဲရိတ်တာမှာကိုပဲယောဂီတွေစုပြီးလှုပ်ကြတာမျိုးပေါ့အဲ့ဒီပြီးလို့ရှိရင်တခါအဲ့တောင်ပိုင်းဘိုးဘိုးကြီးများဘိုးဘိုးကြီးနဲ့ဟိုပေါ့ဟိုကုသိုလ်ကောင်းမှုဆိုပြီးတော့မှရင်သူကဆွန်းစုပေါင်းကတ်တာလည်းရှိတယ်ဗျာရှိတာကိုဒီရိတ်တာမှာရှိတဲ့တရားဟောပြောတဲ့ဆရာတော်တွေကလည်းဒီအလှူကိုလက်ခံတယ်ဗျာအဲ့တော့အဲ့ဒီလိုမျိုး ဒီပြောထင်တာတော့ဒါဟိုအယူဆွဲရမှန်သလားပေါ့အဲ့လိုမမှန်ဘူးဆိုရင်ဟိုမိစ္ဆာဒိဋ္ဌိလိုမျိုးအယူမျိုးဖြစ်နေတယ်ဆိုရင်အဲ့ဒီဟာဖြစ်ပေါ်လာတဲ့ဆုံးကိုရောဒီယဟန်တော်များသုံးဆောင်မှုအပ်ပါသလားဗျာဟိုခုနဆောသားပြောခဲ့တယ်လို့လည်းနတ်ဆိုတာကတော့ရှိပါတယ်ဒါကတော့ကြောင်းဆောင်နဲ့လည်းရှိတယ်အိမ်ဆောင်နဲ့ဆိုတာလည်းရှိတယ်မျိုးဆောင်နဲ့ရွာဆောင်နဲ့တောင်ဆောင်နဲ့ဆိုတာတော့ရှိပါတယ်အဲ့တော့သူနတ်ဒီရဲ့စောင့်ရှောက်မှုမေတ္တာထားမှုကိုလိုချင်လို့ ကျွေးမွေးတာကတော့ဒါအပြစ်လို့တော့မဆိုတာပါဘူးเนาะဒါတော့ကျွေးမွေးလို့ရပါတယ်။ဆိုတော့မြန်မာနိုင်ငံမှာတခုတော့ရှိတာကဟိုနည်းနည်းပတ်သက်လာရင်ပေါ့เนาะနည်းနည်းအဆုံးရောက်တာတော့နည်းနည်းရှိတယ်။နှစ်ဖက်လုံးအဆုံးရောက်တယ်။တခုကတချို့ကလည်းနှက်ကိုဖျားနဲ့ဓာတ်လို့ထားပြီးကိုယ်ွယ်တဲ့ဟာလည်းအဆုံးရောက်တာပဲ။နောက်တစ်မျိုးကလည်းနည်းနည်းပတ်သက်လာရင်မရှိခိုးရဘူးလက်အုပ်မရှိရဘူးကျွေးမွေးခြင်းဘာမှမလုပ်ရဘူးဆိုတာမျိုးလည်းရှိတယ်။ဒါလည်းအဆုံးရောက်တာပဲ။ဒါလည်းအဆုံးရောက်တယ်။ဟိုတော့လူလူချင်းတော့မှကျွေးမွေးဓာတ်ရှိသေးတာပဲလေ။နှက်ကိုဘာလို့ကျွေးလို့မရမှာလဲ။ စဉ်းစားကြည့်တယ်စဉ်းစားကြည့်ဘာလို့လက်ကိုကျွေးလို့မရမှာလဲဟုတ်တယ်မလားလူလူချင်း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 ဟိုအလူမန်းနဲ့နေလုပ်ပြီးတော့ကျွေးမှုကြတာပဲလေလက်ဆိုတာရှိတယ်ဆိုလက်ခံလက်ကိုလည်းကျွေးမှုရမှာပေါ့ဒါကိုဥပဒေပြောပြတာလေအဲ့တော့လူမြင်လူလူမျိုးသူတို့ကိုသူတို့မှလည်းလောဘဆိုတာရှိတယ်ဒေါသဆိုတာရှိတယ်နှစ်တည်းမှာလည်းပဲနော်အဲ့တော့ဥစဉ်တို့နှစ်တည်းရဲ့ဒီမေတ္တာထားမှုကိုလိုချင်တယ်ဆိုတော့ကျွေးမှုဆိုတာလောဘတာရှိတယ်ဒါကြောင့်ဥစဉ်တို့အဆုံးမရအောင်တတိထားတယ်နည်းနည်းပတ်သက်လာကိုယ်ခွေတာဟာလည်းအဆုံးရောက်တယ်လုံးလက်အုံးမလုံးဝမရှိရဘူးလို့မကျွေးမှုရအောင်ဆိုတာလည်းအဆုံးရောက်တာပဲ နော်အဲ့ဒါမြတ်စွာဘုရားကိုယ်တိုင်ကဒါဗလိနတ်စာဆိုတာတုတ်တန်တော်တော်များများအများကြီးဟောထားတယ်ပိဋကမြတ်ဗျာပြန်ဒီမှာလှမ်းကြည့်လိုက်ဗလိနတ်စာဆိုတဲ့စကားလုံးနဲ့ဒီနေ့ဟို application တွေ software တွေရှိတယ်ပိဋကမြတ်ဗျာပြန်နေလည်းရှိတယ်ဗလိနတ်စာဆိုတဲ့ဟာမျိုးနဲ့ရိုက်ကြည့်လိုက်တုတ်တန်တော်တော်များအများကြီးဘုရားကိုယ်တိုင်ဟောထားတယ်ကြီးပွားကြောင်းတရားထဲမှာဗလိနတ်စာကျွေးတယ်ဆိုတာလည်းတိုင်ရဲ့ဘုရားဟောထားတယ်အကြောင်းစင်းလို့ကိုယ်ကြတာမျိုးမဟုတ်ဘဲနဲ့ကျွေးမွေးတာလောက်ကတော့အဖြစ်မရှိပါဘူးခွေးတိရစ္ဆာန်တွေတော့မှကျွေးမွေးရင်ကုသိုလ်ရသေးတာပဲဒီနှစ်တွေကျွေးမွေးတာဘာလို့ကုသိုလ်မရတာပါလဲပေါ့နော် အကြောင်းစင်းလို့ပူဇော်ဟိုကိုးကွယ်တာမျိုးမဟုတ်ဘဲနဲ့ကျွေးမွေးတာမျိုးလောက်ကတော့အပြစ်မရှိပါဘူးလို့နော်ကိုးကွယ်တာကတော့အပြစ်ရှိတယ်ပေါ့အဲ့တော့ဘုန်းကြီးတွေကဒီနှယုတ်တွေထုပြီးတော့ဟိုပူဇော်ပတ်တာခိုင်းတာမျိုးကတော့ဒါတော့မလုံးတင်ဘူးလေနော်ဒါကတော့မလုံးတင်လူတွေပါလူတို့ကတို့လို့လက်တွေကိုကျွေးမွေးတာဒါကတို့ခံတာလေဘုန်းကြီးတွေကအဲ့နှယုတ်ကြီးတွေထားဘိုးယုတ်ကြီးဘိုးတော်ယုတ်ကြီးတွေထားပြီးတော့ပူဇော်ပတ်တာဖို့အတွက်တိုက်တွန်းနေနှိုးစော်တယ်အမျိုးတော့မလုံးကောင်းဘူးမလုံးတင်ဘူးပေါ့နော်ဒါမျိုးက